legitimacy ဆိုတဲ့အင်္ဂလိပ်စကားနဲ့တရားဝင်မှုဆိုတဲ့မြန်မာစကားဟာတော်တော်ကိုစင်တူနှိစက်ပါတယ်။မူလအဓိပ္ပာယ်ကတရားဝင်တာပါ။တရားဝင်တာဆိုတော့ဥပဒေနဲ့ညီညွတ်တာကိုပြောတာပါ။ဒါပေမဲ့စကလုံးတစ်လုံးဟာအသုံးများတွင်ကျယ်လာတဲ့အခါမှာလူအဖွဲ့အစည်းအတွင်းလူအများလက်ခံတဲ့အဓိပ္ပာယ်အသစ်တွေကျယ်ပြန့်ထွန်းကားလာလေးရှိပါတယ်။အဲ့ဒါလိုပဲ legitimacy သို့မဟုတ်တရားဝင်မှုရှိခြင်းဆိုတဲ့စကားမှာလည်းအဓိပ္ပာယ်အသစ် ထွန်းကားကျယ်ပြန့်လာပါတယ်။အဲ့ဒါလို့ကျယ်ပြန့်ထွန်းကားလာတဲ့အဓိပ္ပာယ်အသေးရတရားဝင်နေဆိုတာဟာလူအများလက်ခံနေစီးနေပုံနဲ့ကြိုက်ညိတဲ့အတီဖြစ်တယ်ဆိုတော့အဓိပ္ပာယ်မျိုးထွက်လာပါတယ်။အဲ့ဒါလို့အဓိပ္ပာယ်ထွက်ရမှာလဲအင်္ဂလိပ်စကား legitimacy မှာရောဗမာစကားတရားဝင်မှုမှာရောအတူတူပါပဲ။ဘိုးမင်းအွန်လိုင်းတို့ရဲ့စစ်ကောင်စီဟာတရားမဝင်တဲ့အစိုးရဖြစ်တယ် ဘာကြောင့်တရားမဝင်တာပါလဲသူတို့ကိုယ်တိုင်ရေးဆွဲထားတဲ့2008အခြေခံဥပဒေကိုသူတို့ကိုယ်တိုင်ကနှီးမျိုးစုံ ပုံတံတန်းမျိုးစုံနဲ့အကျဉ်းချင်းချိုးဖောက်ထားလို့ပါသူတို့ရဲ့ဖွဲ့စည်းတည်ရှိမှုကဥပဒေနဲ့မညီလို့ပါအဲ့ထက်ပိုပြီးတော့တရားမဝင်ရတဲ့အချက်ကတော့သူတို့ကိုတရားဝင်အစိုးရအဖြစ်ပြည်သူလူထုကိုယ်တိုင်ကလက်မခံလို့ပါဘလောက်တောင်လက်မခံတယ်လဲဆိုတော့ သူတို့ကိုအစိုးရတော့မဟုတ်စစ်ဆိုးရဆိုတာမျိုး ပြောမိရင်တောင်မှ လူအများကကန့်ကွက်ကြတာကိုခံရပါတယ်လူအများကကန့်ကွက်ဆန့်ကျင်ကြတဲ့အတွက် လူအဖွဲ့အစည်းနဲ့အမဝင်ဘောင်းမဝင်အကျုံးမဝင်တော့ပါဘူးအဲ့ဒါလိုလူလက်မခံတာဟာလူအဖွဲ့အစည်းကလက်မခံတာလူရမဝင်တာကိုလည်းတရားမဝင်ဘူးလို့ခေါ်ပါတယ်လူတွေကလက်မခံတာလူအဖွဲ့အစည်းကလက်မခံတာလူအဖွဲ့အစည်းကငင်းဆန်ကန့်ကွက်နေတာဟာ တရားမဝင်ဘူးဆိုတော့အတိတ်ပဲပါပဲအဲ့တော့တရားဝင်ခြင်း legitimacy ရှိခြင်းဆိုရမှာလက္ခဏာနှစ်ခုပါဝင်ပါတယ်တစ်ခုကဥပဒေနဲ့ညီခြင်းဖြစ်ပြီးတော့နောက်တစ်ခုက ပြည်သူလူထုကလက်ခံခြင်းထောက်ခံခြင်းဖြစ်ပါတယ်အခုစေအုပ်စုဟာ legitimacy လို့ခေါ်တဲ့တရားဝင်ခြင်းကိုရဖို့အတွက်အသေးအတန်စူးစမ်းနေပါတယ်ရွေးကောက်ပွဲကျင်းပတဲ့ယူရချက်ကအဲ့ဒါပါပဲသူတို့ဟာတရားမဝင်တဲ့အတွက် legitimacy မရှိတဲ့အတွက် ကဘာမာရောမြန်မာနိုင်ငံအတွက်မှာပါလူရမုံမအောင်သူတို့ဟာစိုးရပါလို့ပြောဖို့ရအတွက်တနတ်ကိုတင်းတင်းဆုတ်ထားပါတယ်တနတ်သာမရှိရင်သူတို့ဟာပြည်သူလူထုကတယောက်တစ်ချက်ဒရေးဝိုင်းပြီးတော့ထွေးလိုက်တာနဲ့တောင်းဘင်္ဂလားပင်လယ်ကို already အထိရောက်သွားနိုင်ပါတယ်အဲ့ဒါကိုပြည်သူလူထုတရက်လုံးလဲသိတယ်လို့သူတို့လည်းသိပါတယ်သူတို့မသိစရာမရှိပါဘူးလူပေါင်းတန်းဆယ်နဲ့ချီပြီးတော့လမ်းမော်တက်ဆန္ဒပြတာကိုလည်း ကန့်ကွက်တာကိုလည်းသူတို့ကြုံခဲ့မြင်ခဲ့ရပြီးပါပြီငင်းငင်းချမ်းချမ်းပြောဆိုကန့်ကွက်တာမရလို့လက်နက်ကင်ပြီးတော့တောင်းမှတော်လန်တာကိုသူတို့ခံနေရပါတယ်1962ခုနှစ်7 July ကစပြီးတော့ကန့်ကွက်နေတာဟာဒီကနေ့အထိပါပဲဒါပေမဲ့စေအိုစုဟာအဲ့ဒီသဘောကိုသေးသိမ့်စေချင်ပါတယ်စေအိုစုနဲ့ပြည်သူလူထုတရားလုံးရဲ့ပြဿနာဆိုတာကိုဝန်ခံရမှာတိတ်ကြောက်တဲ့အတွက်အဲ့ဒါဟာအနည်းနဲ့အစိမ့်ပြဿနာပါလို့အကြည့်ချင်းပြောပါတယ် NLD မွဲခိုးလို့ အာဏာသိမ်းရတာပါဆိုပြီးတော့အကြိမ်ကြိမ်ပြောပါတယ်ဒါအပြင် NLD အများစုဖြစ်ကြတဲ့ရွေးကောက်ပွဲအနိုင်ရသူတွေရှိနေတဲ့အတွက်သူတို့ဟာတရားမဝင် ဖြစ်ရပါတယ်လို့လည်းသူတို့ကတွေးပါတယ်အဲ့ဒါလို့တွေးတဲ့အတွက်2020အနိုင်ရတဲ့လွှတ်တော်ကိုယ်စားလှယ်တွေ9နှစ်တက်တန်းစီသွားတဲ့အချိန်အခါနဲ့ချိန်ကြိုက်ပြီးတော့ရွေးကောက်ပွဲအသစ်ဆိုတာကိုသူတို့ကလုပ်ပါတယ်အဲ့ဒါလို့နီးနဲ့ legitimacy ကိုထူထောင်မှု ြိုးစားပါတယ်။ဒါပေမဲ့အဲ့လိုထူထောင်တဲ့ခါမှာတရားမျှတတဲ့နည်းနဲ့မထူထောင်ရဲပါဘူး။မတရားတဲ့နည်းနဲ့ထူထောင်ပါတယ်။နိုင်ငံတကာကဒေါအောင်ရှာစုကြည်ကိုလှုပ်ပေးပါဆွေးနွေးပါ NLD ကိုတရားဝင်ရှင်ပြိုင်ခွင့်ပေးပါလို့ပြောနေကြပါတယ်။အဲ့လိုပြောတာဟာတရားမျှတစွာရှင်ပြိုင်ပါအဲ့ဒါမှသာတရားဝင်ပါလိမ့်မယ်လို့ပြောနေတာပါ။ဒါပေမဲ့ဘုံမင်းအောင်လိုင်းတို့ဆွေးအုပ်စုဟာဒေါအောင်ဆန်းစုကြည်ကိုလွတ်မပေးဝင်တယ်လို့ NLD ကိုလည်း ဝင်မပြိုင်ခိုင်းရပါဘူး NLD ဝင်ပြိုင်တိုင်းသူတို့ကအမဲရှုံနေတော့ငယ်ကြောက်လူကိုဖြစ်နေပါပြီ NLD အတန်ကြားရင်ကိုဖိတ်ဖိတ်တောင်းကြောက်နေကြတာပါအဲ့ဒါကြောင့် NLD အစိုးရကိုဖြုတ်ချအာဏာသိမ်းလိုက်ပါတယ် NLD ကလူတွေကိုဖမ်းပြီးတော့ထောင်ချပါတယ်အဲ့ဒါနဲ့လည်းစိတ်မချသေးပါဘူး NLD ပါတီရွေးကောက်ပွဲမဝင်နိုင်အောင်အဲ့ဒါမှဖျက်သိမ်းလိုက်ပါတယ်အဲ့ဒါလို့လုတ်ပြီးတဲ့နောက်ကြတော့မှရွေးကောက်ပွဲအစ်စ်ကျင်းပပါတယ် သူတို့လုပ်ပုံကိုသေးသေးချာချာတွေးကြည့်ပါသူတို့ဘယ်တော့မှ မနိုင်ဘူးတဲ့ပါတီမနိုင်နိုင်တဲ့ပါတီကလူတွေကိုအကြောင်းပြချက်ရှာပြီးတော့ဖမ်းပါတယ်ပြီးတော့အဲ့ဒီပါတီကိုဖျက်ပါတယ်အဲ့လိုဖျက်ပြီးတော့မှရွေးကောက်ပွဲအသစ်လုပ်ပါတယ်ဘလောက်ရှက်စရာကောင်းပါလားရှက်တတ်တဲ့လူဆိုလို့ရှိရင်မျက်နှာကိုဖော်ရဲမှာမဟုတ်တော့ပါဘူးအဲ့ဒါတောင်မှမသေးကြသေးဘူးထင်လို့ PR နဲ့ FVTP နှစ်မျိုးဆက်ကြားရွေးကောက်ပွဲဆိုတာကိုကလိန်ကကြစ်အကြံနဲ့စီမံဖန်တီးလိုက်ပြန်ပါသေးတယ်။အဲ့ဒီဆက်ကြားစနစ်ဟာဘာကြောင့်ကလိန်ကကြစ်လဲဆိုတာကိုတိတိထပ်ပြီးတော့ရှင်းပြပါအောင်မယ်။နောက်ဗီဒီယိုတစ်ခုခုမှာပေါ့လေ။အဲ့ဒါလောက်ဘက်ပေါင်းစုံကနေညီမျိုးနဲ့ညစ်ပြတာတောင်မှမသေးချာမှာကိုစိုးရိမ်နေပါသေးတယ်။လူတွေကသူတို့ကိုတိတ်မုန်းနေတယ်ဆိုတာကိုသိတော့သူတို့မဲမရရင်ပြီးရောဆိုပြီးတော့တခြားပါတီတစ်ခုခုကိုမဲသွားထည့်လိုက်မှာကိုကြောက်နေပြန်ပါလေ။အဲ့ဒါကြောင့် NDF ကိုပါ ရွေးကောက်ပွဲဝင်ခွင့်ထပ်ပိတ်လိုက်ပြန်ပါတယ်ညစ်တာမှလက်ကုံညစ်ပါတယ်ညီမျိုးစုံညစ်ပါတယ်အညစ်တကာထိတ်ကောင်ဖွင့်မင်းအောင်လို့ဆိုရမယ်အဆင့်ထိရောက်ပါတယ်အဲ့တော့စစ်အုပ်စုဟာ legitimacy ကိုတိဆောက်နေတာတောင်မဟုတ်တော့ပါဘူးထူထောင်နေတာတောင်မှမဟုတ်တော့ပါဘူး legitimacy ကိုခိုးယူနေတာပါတိုက်ယူနေတာပါအဲ့ဒါလို legitimacy ခိုးယူခံရတာတိုက်ယူခံရတာဟုတ် ။ NUG အစိုးရအဖွဲ့ဝင်တွေ CRPH တွေ NLD တွေကလည်းစိုးရိမ်ပူပန်ကြတာတွေ့ရပါတယ်။သူတို့က၅နှစ်တက်တန်းပြည့်သွားပြီ။ Legitimacy ကတက်တန်းကုန်သွားပြီ။အဲ့တော့ဆေးအစုရဲ့ Legitimacy ခိုးယူတဲ့အစီအစဉ်ဟာထမြောက်အောင်မြင်သွားတော့မှာပဲ။သူတို့ကိုတချို့တလေကတော့ထောက်ခံကြတော့မှာပဲဆိုပြီးတော့တွေးပူကြပါတယ်ဘလောက်တောင်တွေးပူကြတယ်လဲဆိုရင်အပြိုင်ရွေးကောက်ဖွဲ့ကျင့်ပဖို့တောင်မ စိတ်ကူးတဲ့သူကစိတ်ကူးလိုက်ကြပါသေးတယ်ဘလို့မှမတက်နိုင်လို့လက်လျှော့လိုက်ကြတာပါကျွန်တော်ကတော့အဲ့လိုလိုမတက်နိုင်တာမလုပ်ဖြစ်တာကိုပဲအင်မတန်ကံကောင်းတယ်လို့သဘောထားပါတယ်လုပ်ဖြစ်လို့ရှိရင်တော်လန်ရေးအတွက်သုံးရမယ်ငွေတွေလေလွတ်ပြုံးတီးလိုက်မယ်ဖြစ်ရှင်ဗျာလူတွေအကျိုးမဲ့ပြီးတော့ပို့ပြီးတော့တည်ကြလိုက်ကြမယ်ဖြစ်ရှင်ဗျာအချိန်လေးလှုပ်အားတွေအကျိုးမဲ့ကုန်လိုက်မယ်ဖြစ်ရှင်လို့တွေးမိပါတယ် အဲ့ဒါလို့ကြံကြတာဟာ NUG CRPH NLD အကုန်လုံးကကြံစီကြတယ်လို့တော့ကျွန်တော်မဆိုလို့ပါဘူးဒါပေမဲ့အဲ့ဒါလို့ကြံစီတွေးတောသူတွေရှိတယ်ဆိုတာကိုလူတော်တော်များများကသိကြပါတယ်တကယ်တော့အဲ့ဒါဟာအတွေးခေါင်တာပါပြတ်သားတဲ့နိုင်ငံရေးအမြင်ပြတ်သားတဲ့နိုင်ငံရေးလမ်းစဉ်မရှိတာပါမညာရန်ပြောရမယ်ဆိုလို့ရှိရင်နိုင်ငံရေးအမြင်တိတ်တာပါစေအုပ်စုဘုံခတ်ထားတဲ့အပြင်ဘက်ကိုထွက်မကြည့်နိုင်တာပါတကယ်တရားဝင်မှုဟာ ရွေးကောက်ပွဲကနေလာမှရတာမဟုတ်ပါဘူးတကယ်တရားဝင်မှုဟာပြည်သူလူထုစီကနေလာပါတယ်ဆရာဆိုဟာရွေးကောက်ပွဲလုပ်လိုက်တဲ့အတွက်တရားဝင်မှုအ ਨੇ အချင်းလောက်ရရှိရပါလိမ့်မယ်အဲ့ဒါလို့ရတာဟာသူတို့ကိုထောက်ခံတဲ့နိုင်ငံခြားတိုင်းပြည်အ ਨੇ အချင်းစီကပဲရပါလိမ့်မယ်ပြည်သူလူထုမထောက်ခံရင်တကယ်တရားဝင်မှုဆိုတာကိုမရနိုင်ပါဘူးပြည်သူလူထုအမှန်တကယ်ထောက်ခံတဲ့သူတွေကသာတကယ်တရားဝင်တဲ့သူဖြစ်ခွင့်ရပါလိမ့်မယ် ဲ့တော့တကယ့်တရားဝင်မှုကိုရကြရင်ပြည်သူလူထုထောက်ခံမှုဆက်ရအောင်လုပ်ရပါလိမ့်မယ်အဲ့ဒီနည်းတစ်နည်းသာအကောင်းဆုံးတရားဝင်မှုကိုရနိုင်တဲ့နည်းလမ်းပါပြည်သူလူထုထောက်ခံမှုရကြရင်ဆက်အနာရှင်စနစ်အမြင့်ပြည့်ရေးကိုဒီဇိုင်းမမတ်လုပ်ရပါလိမ့်မယ်ပြီးခဲ့တဲ့9နှစ်ကာလအတွင်းမှာ NUG ကိုပြည်သူလူထုကထောက်ခံတဲ့ဆိုတာဟာရွေးကောက်ပွဲနိုင်လို့ဆိုတဲ့အကြောင်းတစ်ခုတည်းကြောင့်မဟုတ်ပါဘူး အဲ့ဒီအကြောင်းထက်ပိုပြီးတော့ကြီးတဲ့အကြောင်းရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ဆက်အားနာရှင်စနစ်အပြုတ်ဖြုတ်ရေးအမြင့်ပြတ်ရေးအတွက်ရှေ့တန်းကနေပြီးတော့ကြာတော့ဥဆောင်ပြီးတော့လောက်ကင်လို့သူတို့ကိုထောက်ခံတာဖြစ်ပါတယ်တစုံတရာအမြင့်ပြတ်အောင်လုပ်မယ်ဆိုတော့ဂရိကဝိအမခံချက်မျိုးရှိတဲ့အတွက်ကြောင့်သူတို့ကိုထောက်ခံတာဖြစ်ပါတယ်ဆက်အားနာရှင်စနစ်ကိုပြုတ်အောင်တိုက်နိုင်တဲ့သူကိုပဲ ပြည်သူလူထုကထောက်ခံပါလိမ့်မယ်အဲ့ရောပြည်သူလူထုထောက်ခံမှုဆုံရှုံပြီးအပြစ်တစ်အပြစ်တင်ကန့်ကွက်မှုခံနေရတဲ့ပကဖတ်တချို့ရဲ့လှုပ်ဟန်ကိုအကြီးကျယ်ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့လိုပါတယ်ပြည်သူယုံကြည်အားထားတဲ့တက်ဖြစ်အောင်တည်ဆောက်ပါလိမ့်မယ်မှားနေတာကြီးကိုပြင်ရပါလိမ့်မယ်စစ်ကိုနိုင်အောင်တက်ရပါလိမ့်မယ်အဲ့ဒါလို့လှုပ်မှတ်တာလည်းပြည်သူလူထုရဲ့ထောက်ခံမှုကိုရပါလိမ့်မယ် ပြည်သူလူထုရဲ့အမှန်တကယ်ထောက်ခံမှုကိုရမှာတရားဝင်မှုကိုရပါလိမ့်မယ်ပြည်သူလူထုထောက်ခံနေလို့ရှိရင်ဘယ်နိုင်ငံဘယ်ပြည်ပအင်အားစုကမှကြာကြာလစ်လျူရှုထားလို့မရပါဘူးစစ်လက်နိုင်မယ်လူလူလက်ထောက်ခံမယ်ဆိုလို့ရှိရင်နိုင်ငံခြားတိုင်းပြည်တွေကလည်းထောက်ကိုထောက်ခံလာမှာပါအတိုးဆုံးအရှင်းဆုံးကိုပြောရရင်တော့တကယ်တရားဝင်မှုကို ပေးနိုင်တဲ့သူဟာပြည်သူလူထုဖြစ်ပါတယ်ပြည်သူလူထုထောက်ခံတဲ့သူကသာအစ်စ်မှန်တရားဝင်တဲ့သူဖြစ်လာလိမ့်မယ်လို့ taugaja marek, ja?